အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဧပြီလ17ရက်တောက်ကြနေ့မနေ့ခင်းမှာတော့စကိုင်းငလင်ကြောင့်စစ်သက်မှာဘာတွေအကျိုးသက်ရောက်မှုရှိမလဲဆိုတော့သုံးသက်တင်ပြချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်2025ခုနှစ်မလ28ရက်နေ့နေ့လယ်ပိုင်းမှာဂိုင်းမြို့ကိုအခြေပြုပြီးဇက်တိုက်လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးစကားတတအူး ခင်းဝကြောက်စဲပျော်ပွဲမိထီလာနဲ့နေပြည်တော်တို့မှာဖိကိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့တာကိုအားလုံးသိကြပြီဖြစ်ပါတယ်။ပြည်သူလူထုထောင်ချီသေဆုံးတဲ့ဒဏ်ရာရခဲ့တယ်လို့နေပြည်တော်မန္တလေးနဲ့ပျော်ပွဲကစစ်ကောင်စီရဲ့စစ်ဘက်ဆိုင်ရာအဆောက်အဦနဲ့နေရင်လမ်းကမ်းတွေပျို့ကျပျက်စီးပြီးတေချီဒဏ်ရာရမှုတွေအများပြားရှိနေပေမဲ့သတင်းလုံခြုံမှုအားကောင်းနေတာကြောင့်အတိအကျသိရဖို့တော့ထောက်လန်းစုံစမ်းနေသေးတာဖြစ်ပါတယ်။ အဆိုပါငလင်ဟာစစ်တပ်ကိုဘလို့အကျိုးသက်ရောက်စေခဲ့တယ်လဲဘလို့အကျိုးသက်ရောက်စေနိုင်တယ်လဲဆိုတာပြပြပါမယ်နိုင်ငံတကာကုညီကယ်ဆယ်ရေးတွေကိုပိတ်ပင်ထားရကနေချက်ချင်းလာကုညီကြပါဆိုပြီးတောင်းခံရပါတော့တယ်ပထမဆုံးအချက်ကတော့ပြည်သူကိုစေတနာရှိတယ်အောင်ထင်ရပေမဲ့စစ်အုပ်စုကဒီလိုအစစ်မြေကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုံလဲမလုံနိုင်သလိုလုံလဲမလုံတတ်ဘူးဆိုတာပေါ်ပြလိုက်တာပဲဖြစ်ပါတယ်အခုဆိုရင် ကူညီကယ်ဆယ်ရေးလာတဲ့နိုင်ငံတကာအဖွဲ့တွေဟာသက်ဆိုင်ရာနိုင်ငံတွေရဲ့အဆက်သက်တွေပဲဖြစ်ပါတယ်။အမေရိကန်၊နယ်သာလန်နဲ့ဘင်္ဂလားဒေ့ရှ်တို့လောက်သာအရက်ဖက်အဖွဲ့စည်းတွေပါဝင်တာကိုလည်းတွေ့ရပါတယ်။မြန်မာဆက်သက်ဟာကျန်းဖက်ဆက်သက်ဖို့သာရည်ရထားတာဖြစ်ပြီးပြည်သူကိုကာကွယ်ဖို့အစီအစဉ်မရှိပါဘူး။ဘာဝဖေးတဲ့အတွက်ရဟရဝယ်မှုကိုတော့အမှုလုပ်တရားဆွဲဆိုထားခဲ့ပြီးဘာဝဘေးရန်တွေအတွက်အရေးပေါ်ရမွေတွေကိုလည်း ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေကိုထုတ်ချီးထားတာကိုလည်းအားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ငလင်ရဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာပထမဆုံးနိုင်ငံတကာအဖွဲ့တွေရှေ့မှာအရှက်ကွဲပါတယ်။ကမ္ဘာအဆင့်38ရှိတယ်လို့ဆိုတဲ့မြန်မာစစ်တပ်ဟာအစ်မြင့်တိုက်လေရင်နဲ့ရေကုန်တင်မောကြီးတွေကိုပိုင်ဆိုင်ထားတဲ့မြန်မာတပ်မတော်ကြီးဟာဒါပေါက်ပြားတပြက်စီးနဲ့ဆာလာအိုက်တွေကိုင်ပြီးထွက်လာတာကိုမြင်ကြပြီး ံဩကြပါလိမ့်မယ်။နိုင်ငံတကာထောက်ပံ့ပစ္စည်းတွေတန်ကြိမ်ပေါင်းများစွာလက်ခံရရှိထားပါတယ်။ဒါတွေကိုပြည်သူတစ်ဝက်စစ်တပ်တစ်ဝက်အသုံးပြုပါလိမ့်မယ်။ပြည်သူတစ်ဝက်စစ်တပ်တစ်ဝက်ဆိုတာတောင်မှပဲစစ်တပ်ကပိုပြီးများပါလိမ့်မယ်။ကကထောက်လို့ခေါ်တဲ့စစ်တပ်ရုပ်ရုံကအရာရှိတွေဒေါ်လာပေါင်းများစွာကျေဝချမ်းသာတော့ပါလိမ့်မယ်။နောက်တစ်ချက်ကမလင်ဖေးတံစစ် နိုင်ငံတကာကယ်ဆယ်ရေးလုပ်နေတဲ့ဒေသတွေမှာကာကွယ်ရေးတပ်ဖွဲ့တွေစစ်ဆေးလုံးဝပေါ်ဆောင်မှုမဖြစ်နိုင်တော့ပါဘူးစစ်တပ်ဟာနိုင်ငံတကာကိုပါလူသားတိုင်းဖြစ်အတုံးချထားနိုင်လို့ပဲရှိပါတယ်တနည်းပြောရရင်နိုင်ငံတကာကိုကယ်ဆယ်ရေးနဲ့တိဆောက်ရေးလုပ်ငန်းအတွက်တာဝန်ပေးထားသလိုဖြစ်နေပြီးစစ်တပ်ကဟန်ပြကယ်ဆယ်ရေးလုပ်ပြနေတာစီရေးအချိန်ထပ်မံတိုးမြင့်မဲ့အနေအထားကိုရရှိသွားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ငလင်ကြောင့်စစ်တပ်ဟာ အလုတ်ပူစီကတော့အမှန်ပဲဖြစ်ပါတယ်။ယနေ့ချိန်ထိနေပြီးတော့မန္တလေး၊စကိုင်းနဲ့မိထီလာစက်တွင်းပြည်စည်းတွေရှိနေပြီမဲ့သတင်းထုတ်ပြန်ခြင်းမရှိသလိုသတင်းအမှောင်ချမှုလည်းပြုလုပ်ထားပါတယ်။စက်တွင်းကပြိုကျပစ္စည်းတွေကိုရှင်းလင်းရင်းအစ်စ်ပြန်လဲတိဆောက်ချင်းတွေလောက်ရမှာဖြစ်တဲ့အတွက်တိုင်းစစ်ဌာနချုပ်စစ်ထောက်ဌာနလုပ်ငန်းခြေရင်းကစစ်မှုထမ်းတွေကားတွေတစည်းပြီးတစည်းဝယ်စည်းလာပါလိမ့်မယ်။ ငလင်ကြောင့်ကာဝေးပစ္စည်းဆက်ရုံအပါဝင်အခြားစစ်ဘက်ဆိုင်ရာအရေးကြီးအဆောက်အဦတွေထိခိုက်ပျက်စီးခြင်းကလည်းစစ်တပ်အတွက်လက်တလုံးအကြက်ရိုက်ရှင်နိုင်တဲ့အရေးကြီးကိစ္စတစ်ခုဖြစ်လို့နေပါတယ်။မလင်လှုပ်ပြီးပြီးချင်းမှာကာဝေးပစ္စည်းဆက်ရုံတွေထုတ်လုပ်ရေးတရားရာခိုင်နှုန်းလုံးဝရပ်ဆိုင်းသွားရပါတယ်။ယခုတင်ပြနေချိန်ထိကပ္ပစာနဲ့မလုံးကပ္ပစာ၃ဆင့်နဲ့ကပ္ပစာခွန်ကျော်စွာကပ္ပစာရှိမိကြောင်းရဲ့ ကပ္ပစာ၁၀ကုံကြီးကပ္ပစာ၁၁ဖြူကြီးကပ္ပစာ၁၂တရက်ကပ္ပစာ၁၃စင်မောင်ဝဲကပ္ပစာ၁၄ငါဖဲကပ္ပစာ၁၅ရွာမထုံးကပ္ပစာ၁၇တောင်းရင်းကြီးကပ္ပစာ၁၈ချောင်းနဲ့ကပ္ပစာ၂၀စရုပ်တရာတို့မှာသာလက်စစ်တအားပြန်လဲရရှိသေးတာဖြစ်ပါတယ်စိတ်တပိုင်းဆိုင်ရာအနေထားကိုသုံးသပ်ကြည့်ပါမယ်ယခုငလင်းဖေးတံအပြည့်အစုံခံစားနေရတဲ့ဒေသတွေမှာရှိတဲ့တိုက်ခိုက်တိုက်ရင်တွေဟာ ရှည်တန်းစစ်မျက်နှာပြင်အသီးသီးမှာရောက်ရှိနေတာဖြစ်ပါတယ်။အခြားသောလက်ရုံးဝန်ထမ်းတပ်တွေဟာလည်းလုံခြုံရေးနေမြင်ရှင်းလင်းလုပ်နေရတာဖြစ်ပါတယ်။မိသားစုကိုနောက်ဆန်တင်းနေရတဲ့စိတ်ဓာတ်ဟာတိုက်ခိုက်လူစိတ်ကိုအားနည်းစေပါတယ်။ချက်ရမယ်ဆိုရင်ငလျင်လုံကာလတွေမှာစစ်တပ်ဟာဖေးချက်နှံချက်အလုံများတော့မှာဖြစ်ပါတယ်။ဘေးကောက်ဝဲကိုလည်းအချင်းချင်းပြီးလုံအောင်မဲ့လို့ဆိုထားတာရှိပါတယ်။တိုက်စစ်အရင်ချမဲ့ အရေးအခြေမရှိသလိုကယ်ဆယ်ရေးကရလာမယ့်အထောက်ပံ့တွေကိုလည်းစစ်သုံးစေးအဖြစ်သုံးဆွဲခွင့်ရရှိနေမှာဖြစ်ပါတယ်။ငလင်ကဆူချားတဲ့ကနေလည်းစစ်အားရရှိရေးအတွက်စုဆောင်းနေစေဖြစ်တာမို့အင်အားဟောင်းမျောမှန်းသလောက်ရုပ်ရော့မလာအောင်တင်းကန်ထားမယ့်အနေထားလို့ခံမှန်းကဆသုံးသပ်တင်ပြလိုက်ရပါတယ်။တဘာဝဘေးရန်တွေကိုအခွင့်အောင်းယူရခဲ့တဲ့အစံအတိုင်းစစ်တပ်ဟာခြေကောက်ပွဲလုပ်မယ်လို့ဆိုထားပြန်တယ်လို့ထိုးစစ်ဆင်မှုကိုလည်းပြင်ဆင်နေစေဖြစ်တာမို့ မလင်နံကိုခါးစားလိုက်ရပြီမဲ့မြက်ပတ်အများထုတ်ဖို့လုပ်နေတာကိုနိုင်ငံတကာသိရှိအောင်ပေါ်ထုတ်တင်ပြနိုင်ရေးဝိုင်းဝန်းချိုးပန်းကြောက်အထူးလိုအပ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်